မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့သားတို့သမီးတို့ကို great for လူမှုရေးသင်ကြားပေးမယ့်ဒီချေ eagery ပဲဖြစ်ပါတယ်အခုဒီချေသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့အခန်း9တောင်မူခေသင်ခန်းစာခွဲ9တသမ2ဒုတိယတောင်မူခေနိုင်ငံတော်ကိုအင်အားတောင့်တင်းလာအောင်ဘလို့လုတ်ခဲ့တယ်လဲဆိုရက်သင်ခန်းစာလေးပဲဖြစ်ပါတယ်ကွယ် ကဲဒါဆိုရင်တော့စာမျက်နှာ59ကစာပိုက်ကလေးကိုဒီချေက ရှင်းပြပေးပါမယ်။ဘရင်နောင်နဲ့ရွာဆံပြီးတဲ့ခါမှာတော့သားတော်နန္ဒဘီဟာထိနှံစက်ခံခဲ့ပါတယ်။နန္ဒဘီလက်ထက်မှာဆိုရင်တော့လက်အောက်ခံပတိတရစ်တွေပုံငန်ခဲ့ကြတယ်။တောင်ငူဘီရင်နဲ့ရခိုင်ဘီရင်တို့ ပူးပေါင်းပြီးတော့ဟန်တာရီကို သိမ်းပိုက်ခဲ့ကြတယ်။နန္ဒဘီရင်ကိုလှုပ်ကြံခဲ့ကြတယ်ကွ။ နန္ဒဘရင် လက်ထက်မှာဟန်သာရီအေဂရစ်နိုင်ငံတော်ကြီးစီလုံးမှုပြိုကွဲပြီးအင်အားလဲကျဆင်းသွားပါတယ်ကွယ်ဟန်သာရီပြတ်သုံးပြီးရဲ့အခါမှာတော့ဘရင်နောင်ရဲသားတော်ညောင်ရမ်းမင်းသားဟာဒုတိယတောင်ငူခေနိုင်ငံတော်ကို ပြန်လည်ထူထောင်ပါတယ်ထို့နောက်အင်အားပြည့်ဝလာတဲ့အခါမှာတော့အင်းဝမျိုးကို ပြောင်းရွှေ့နန်းဆန်ခဲ့ပါတယ်ထိုမင်းလက်ချက်မှာပဲဗဒေတရိနိုင်ငံငယ်ရီ ြန်လဲပေါ်ထွန်းလာခဲ့တယ်။ဗတိတရနိုင်ငံငယ်တွေကို ပြန်လဲစီယုံသိမ်းသွင်းနေတဲ့ချိန်မှာပဲနာမကျန်းဖြစ်ပြီးနှက်ရွာဆန်ခဲ့ရေကွ။ညောင်ရမ်းမင်းနှက်ရွာဆန်ပြီးရဲ့ခါမှာတော့တားရောအင်းရှိဆန်အနောက်ဘက်လူမင်းဟာနန်းတက်ခဲ့ပါတယ်။နောက်ဘက်လူမင်းဟာနိုင်ငံတော်ကိုပြန်လဲစီယုံပြီးတော့ငိမ့်ချန်းစီပင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။1614ခုနှစ်မှာတော့ နေပြည်တော်ကိုအေးဝါကနေဟန်သာရီကို ပြောင်းရွှေ့ဆိုးဆန်ခဲ့တယ်ကွဟန်သာရီနေပြည်တော်ရဲ့အနောက်ဘက်မှာယာယီနန်းစံမြန်းနေတဲ့အချိန်မှာပဲလှုပ်ကြံခံရပြီးတော့နက်ရွာဆန်ခဲ့ပါတယ်ကွအနောက်ဘက်လူမင်းနက်ရွာဆန်သွားတဲ့အခါမှာတော့တာလွန်မင်းတရားကြီးနန်းတက်ခဲ့တယ်တာလွန်မင်းဟာစီးပွားရေးနဲ့ဗန္ဒာရေးကို အလေးပေးပြီးဆောင်ရွက်ခဲ့တယ်ကွအဲ့ဒီမင်းလက်ချက်မှာတော့တိုင်းပြည်တာယာဝပြောရတဲ့အတွက်ကြောင့်မို့လို့ တာလွန်မင်းလို့ခေါ်ကြပါတယ်။နန်းတက်ဆာမှာပဲဟန်တာရီမှာထီးနန်းဆုံးဆန်ပြီးတော့1635ခုနှစ်မှာနေပြည်တော်ကိုအင်းဝကိုပြောင်းရွှေ့ခဲ့တယ်ကွ။ဘရင်နောင်ရဲ့တာရှင်သစ္စာကို1580ပြည့်နှစ်မှာမင်းရဲ့နန္ဒမိတ်ဘွဲ့နဲ့ညောင်ရမ်းမြို့ကိုအပိုင်စားစီခဲ့တယ်။ဒါကြောင့်မင်းရဲ့နန္ဒမိတ်ကိုညောင်ရမ်းမင်းလို့လည်းခေါ်ကြပါဗါး။နိုင်ငံကို ပြန်လဲသိမ်းသွင်းထူထောင်အုပ်ဆိုးခဲ့တဲ့အတွက်ဒုတိယတောင်ကူခေဒါမှမဟုတ်ရင် တောင်ကူခေနောက်ပိုင်းဆိုပြီးရော အနောက်တိုင်းမှာရှိတဲ့တမိုင်းဆရာတွေက ခေါ်ဆိုခဲ့ကြပါတယ်မြမလွတ်လပ်ရေးရပြီရဲ့အချိန်မှာတော့ဒီခေါ်ဝေါ်ကိုလက်မခံခဲ့ကြပဲညောင်ရမ်းမင်းသားကအင်းဝါကိုမင်းညိပြီးတော့ပြုတ်ပြီးတီချာမင်းနိုင်ငံသက်ထူထောင်အုပ်ဆိုးတဲ့ခေဖြစ်တဲ့အတွက် ညောင်ရမ်းခစ်လို့ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။တာလွန်မင်းဟာစစ်ရေးထက်ငိမ့်ချမ်းရေးကိုလိုလားသောမင်းဖြစ်တယ်။နိုင်ငံရဲ့စီးပွားရေးနဲ့ဘန္နာရေးတိုးတက်စေဖို့ဆောင်ရွက်ခဲ့ပါတယ်။ကြောက်စဲနေမှာစစ်တဲ့ရဲမက်တွေနဲ့စစ်တုံးမန်းတွေကိုစံစပါးစိုက်ပျိုးစေခြင်း၊ဆယ်မြောင်းကန်ချောင်းတို့ကိုပြုတ်ပြင်ဆယ်ဖို့စေခြင်း၊လူဦးရေတိုးပွားအောင် ဆောင်ရွက်စေခြင်း မြေယာအမျိုးအစားစရင်တို့ကို သိရှိစေဖို့အတွက်စစ်တမ်းတွေကောက်ယူခဲ့တယ်။အမိန်တော်တွေပြန်တမ်းတွေထုတ်ပြီးတော့စီမံအုပ်ချုပ်ခဲ့တယ်။တာလိုမင်းရဲ့အမိန်တော်အတိုင်းတိုင်းသူပြည်သားတွေဟာလိုက်နာဆောင်ရွက်ခဲ့ကြရတဲ့အတွက်နိုင်ငံတော်ကြီးဟာအေးချမ်းတရားပြီးစီကားတိုးတက်ခဲ့ပါတယ်။ကဲဆက်ပြီးတော့တောင်ငူခိရဲ့စီးပွားရေးအကြောင်းကို ကြည့်လိုက်ကြရအောင်။ စိုက်ပျိုးရေးလုပ်ငန်းတွေဟာတောင်ငူခေတ်ရဲ့အဓိကစီးပွားရေးပဲဖြစ်ပါတယ်။စိုက်ပျိုးရေးထုတ်ကုန်တွေကိုတနေရာကနေတနေလှေတွေနဲ့ကူးတန်းရောင်းဝယ်ကြတယ်။တငါလုပ်ငန်းတွေကိုလည်းစီးပွားဖြစ်လုပ်ကင်ကြတယ်။စင်ရိုင်းတွေကိုရင်ပေါင်းအောင်ပြုလုပ်ပြီးဒေတာအသီးသီးကိုတင်ပို့ရောင်းချပါတယ်။တောင်ငူခေတ်မှာ ကုန်သွယ်ရေးတိုးတက်ထွန်းလာခဲ့တယ်။ နိုင်ငံခြားကုန်တွေဟာရွက်သိမ်းမောကြီးတွေနဲ့ဟန်တာရီတနင်းတာရီ မုတ်တမနဲ့တညင်မြို့တွေကို လာရောက်ပြီးကူတန်းရောင်းဝယ်ကြတယ်။ပြည်ပကနေမြန်မာနိုင်ငံကိုတင်သွင်းရောင်းချတဲ့ကုန်ပစ္စည်းတွေကတော့ရောင်းဆောင်ထည်လိတ်တွေ၊ကျင်းနီ၊ဟင်းတာပဒါ၊ရောင်းဆောင်ကလေးပါတွေ၊သုံးမွေးတွေ၊ကျွေတယ်တွေနဲ့ဟင်းခတ်အမွေးကြိုင်တွေပဲဖြစ်ကြတယ်။ မြန်မာနိုင်ငံကနေပြီးတော့ဖြီပကိုပြန်လဲရောင်းချတဲ့ပစ္စည်းတွေနေနဲ့ဟန်တာရီကတကြားကဲအင်းဝါကကတိုးမုတ်တမကချိတ်နဲ့စင်အိုးကြီးတို့ပဲဖြစ်ပါတယ်။ကုန်ပစ္စည်းတွေရောင်းဝယ်တဲ့အခါမှာတော့ငွေနဲ့ကြေးကိုချိန်တွေပြတ်တောက်ပြီးငွေကြေးဖြစ်နေအသုံးပြုကြတယ်။အလေးတင်းတောင်းတွေကိုလည်းတနိုင်ငံလုံးတညီတညွတ်ထဲသတ်မှတ်သုံးဆွဲစေတယ်။ပြပကုံသွယ်ရင်းမှာတော့အိန္ဒိယပေါ်တူဂီဒက်ရှ်အင်္ဂလိပ် တရုတ်တို့နဲ့ရောင်းဝယ်မှုတွေပြုလုပ်ခဲ့တယ်။ဒက်စတိုသည်တညင်ဟန်တာရီနဲ့အင်းဝရီမှာကုန်တိုက်တွေဖွင့်လင်းခဲ့ကြတယ်။နောက်ပိုင်းမှာအင်္ဂလိပ်တို့ကတညင်မှာကုန်တိုက်နဲ့သင်္ဘောချင်းကိုပြန်ပြီးတော့တိဆောက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ကြောက်မြတ်ရတနာတွေကို နိုင်ငံသားတွေက အလွန်နှိမ့်ချိုက်ပြီးလာရောက်ဝယ်ယူကြတယ်။ပြည်ပသွင်းကုန်ပစ္စည်းတွေကို စိတ်ကန်းခွန်ကောက်ခံစေပြီး ဘယင်ခန့်ထားတဲ့ပွဲစားရည်ရသိမ့်ရောင်းဝယ်ခဲ့ကြပါရဲ့ကွယ်။တောင်ငူခေတ်မှာစိုက်ပျိုးရေးလုပ်ငန်းနဲ့ပြည်တွင်းပြည်ပကုန်သွယ်ရေးလုပ်ငန်းတွေကောင်းမွန်တဲ့အတွက်ကြောင့်စီးပွားရေးတွေပိုပြီးဖြစ်ထွန်းခဲ့ပါရဲ့ကွယ်။ကဲထပ်ပြီးပြပြပေးချင်တာကတော့စိုက်ပျိုးရေးဟာအကြီးကစီးပွားရေးလုပ်ငန်းဖြစ်ပါရဲ့။ဝမ်းစာဖူလုံတဲ့အပြင်ဒေသတွင်းမှာလည်းရောင်းဝယ်ရေးပြုလုပ်နိုင်ခဲ့တယ်။မြန်မာနိုင်ငံကနေအရေးသွေးကောင်းမွန်တဲ့ဂျိတ် တခြားကဲဂဒိုးနဲ့စင်အိုကြီးစသည်တို့ကိုနိုင်ငံသားတွေစိတ်နစ်သက်ပြီးဝယ်ယူတဲ့အတွက်ကြောင့်အမျက်အစွန်းတွေရရှိခဲ့ကြရတယ်။နိုင်ငံသားတိုင်းပြည်တွေရဲ့ထုတ်ကုန်တွေဖြစ်တဲ့ဆေးရောင်ဆုံးအထည်လေးရောင်ဆုံးကတိပါတို့မွေကျွေတဲ့ဟင်းခတ်မွေးကြိုင်တွေကိုလည်းလာရောက်တင်ပို့ရောင်းချတယ်။တောင်ကူခေတ်မှာစိုက်ပျိုးရေးလုပ်ငန်းတွေကောင်းမွန်ခြင်းပြည်တွင်းပြည်ပကုတန်းရောင်းဝယ်ရေးမှာ ပို့ဆောင်ဆက်သွယ်ရန်လက်ကူတဲ့အဓိကစိတ်ကမ်းမျိုးတွေရှိခြင်းလှေတွေတင်မောတွေတိစောက်နိုင်တဲ့တင်မောချင်းတွေရှိခြင်းပြည်တွင်းဒေသတွေကိုရေချောင်းလိုင်းနဲ့အမြဲဆက်သွယ်ပို့ဆောင်နိုင်ခြင်းစတဲ့အချက်တွေကတော့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုတွေကို အထောက်အကူပြုခဲ့ပါတယ်။ဟန်တာရီဟာပဲခူးမြစ်ကိုဖျက်ပြီးလှေတင်မောတွေဝင်ထွက်သွားလာနိုင်တယ်။မြေရေရှမ်းတဲ့အတွက်ကြောင့်မို့လို့မြေကမ်းဘေးမှာ နုံတီမြေနှုတွေဖြစ်ပေါ်ခဲ့ပြီး ဆန်စပါးဆိုင်ပြို၍လွယ်ကူတယ်။တားငားတွေလည်းပေါများတယ်။ဟန်တာရီနီးတဝိုက်မှာစီးစင်းနေတဲ့ချောင်းတွေမြောင်းတွေ ရှိတဲ့အတွက်တစ်သီးတွေပန်းတွေတစ်နှစ်ပတ်လုံးခူးဆုတ်မကုန်နိုင်အောင်ပေါ်ကျယ်ဝါလာတယ်။ဒါကြောင့်တောင်ကူခေတ်ရဲ့ဒုတိယစီးပွားရေးလုပ်ငန်းဟာကုန်သွယ်ရေးပဲဖြစ်ပါရဲ့ကွယ်။ကူတန်ရောင်းဝယ်ရေးလုပ်ငန်းကလည်းပြည်တွင်းပြည်ပတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။အခုတီချယ်တို့တောင်ငူခေတ် လူဖွဲ့စည်းရဲ့လူနေမှုပုံစံလေးကိုဆက်ပြီးကြည့်ကြမယ်နော်။တောင်ငူခေလူဖွဲ့စည်းမှာဆိုရင်တော့အုတ်ချုပ်သူလူရန်စားရဲ့အုတ်ချုပ်ခံလူရန်စားဆိုပြီးနှစ်ရက်ရှိပါတယ်။အုတ်ချုပ်သူလူရန်စားကတော့ဘရင်မင်းမူရန်နေဖြစ်ပြီးတော့အုတ်ချုပ်ခံလူရန်စားတွေကတော့မြေရှင်တွေ၊ကုံတယ်တွေ၊လက်မှုပညာတယ်တွေတောင်သူလယ်သမားနဲ့ကြေးကျုံနေပဲဖြစ်တယ်ကွ။အုတ်ချုပ်ခံလူရန်စားတဲ့မှာမှာရေချင်းရှိသူတွေဟာအုတ်ချုပ်ရေရာသူများမှာ နေရာရပြီးတော့ဝင်ရောက်အမှုထမ်းဆောင်နိုင်ခွင့်ရှိတယ်။အမျိုးသမီးတွေကိုလည်းအမျိုးသားတွေနဲ့တန်းတူခွင့်ရပေးတယ်။ဒုတိယတောင်ငူခေတ်မှာယာတူးစင်တန်းအလုတ်ကန်အရာလူတန်းစားလွှာတွေခွဲခြားထားတယ်။ယာတူးအလိုက် တင်းကျပ်စွာအဆင့်ခွဲထားတော်လဲကျုံလူတန်းစားကို ပြင်းထန်စွာဖိနှိပ်ဆက်ဆံခြင်းမရှိဘူးဆိုတာကိုလည်းတွေ့ကြရတယ်။ကျုံတွေကလည်း ငွေကြေးတံမိုးပေးလျော်နိုင်ခဲ့မယ်ဆိုရင်တော့ကျုံဘဝကလွတ်မြောက်နိုင်ပြီးယဟန်တာမဏိပြုတ်ွင်လည်းရှိတယ်။တောင်ကိုခေတ်မှာပြည်တွင်းပြည်ပကူတန်းရောင်းဝယ်ရေးဖြစ်ထွန်းခဲ့တယ်။တိုင်းရင်းသားပြည်သူတွေကလည်းရာသီအလိုက်ရိုးရာပွဲတော်တွေကိုဆင်နွှဲကြပါရဲ့။ချမ်းသာကြွယ်ဝသူတွေသာမကတာမန်လူရန်စားများနဲ့စင်ရဲသားများပါတဲပုံစေရီပွဲကိုညစ်စင်မပြတ်ဆင်နွှဲနိုင်ပါရဲ့။တောင်ကိုခေတ်လူဖွဲ့စည်းမှာ အုတ်ချုပ်သူလူရန်စားနဲ့အုတ်ချုပ်ခံလူရန်စားဆိုပြီးရှိကြတယ်။အမိအဘနဲ့သားသမီးတွေဖြစ်တဲ့မိသားစုဟာအရေးပါတဲ့လူဖွဲ့စည်းပဲဖြစ်တယ်။အမှုရမ်းမဟုတ်တဲ့ပြည်သူလူထုတွေကိုတော့အသက်လို့ခေါ်ကြတယ်ကွ။တောင်ငူခင်မှာပြည်တွင်းပြည်ပကူးတန်းရောင်းဝယ်ရကောင်းတဲ့အတွက်ပြည်သူလူထုတွေဟာခြောက်လှဲကြပါရဲ့အိန္ဒိယမှာလိုဇက်ခွဲကြမှုမရှိဘူးလူမှုဆက်ဆံရေးဘဝမှာ မင်းမိဖုရားမင်းသားသေနာပတိဝင်ထောက်အတွင်းဝင်စစ်ကဲနာခံစရီစရဲလုပ်ငန်းအဆင့်တန်းလိုက်ခွဲခြားတတ်မှတ်တဲ့ဆက်ဆံရေးတွေရှိခဲ့ကြပါတယ်။တာလွန်မင်းလက်ထက်မှာစီးပွားရေးနဲ့ဗန္နာရေးကို အလေးပေးဆောင်ရွက်တဲ့အတွက်တိုင်းပြည်တာယာဝပြောပြီးပြည်သူတွေအပေါ်စနစ်တကျစီမံအုပ်ချုပ်တဲ့အတွက်ဒုတိယတောင်ဝခစ်ကြီးဟာပုံမအင်အားတောင့်တင်းလာခဲ့ပါတယ်။ ကဲဒါဆိုရင်တော့အခုသင်ခန်းစာလေးကိုဒီမှာပဲခဏရပ်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်เนาะ